ပြည်သူတွေကိုဒီနှစ်ခေတ်ဒုက္ခပေးနေတဲ့အရာတွေထဲမှာအလှူကံလောင်းကစားမဲဖောက်တာထိထိုးတာတွေဟာရှေ့ဆုံးကပါပါတယ်အလှူကံတွေအနက်မှာအစိုးဆုံးအလှူကံတစ်မျိုးကိုအခုလောလောဆယ်ထောင်ကားလွတ်လာတဲ့နိုင်ငံရေးအကျဉ်းသားတယောက်စီကနေပြီးတော့ကြားရပါတယ်အဲ့ဒါကတော့အကျဉ်းသားစီကနေပြီးတော့ထောင်အာဏာပိုင်တွေကနေအလှူကံတာပါတာဝရီထောင်မှာမိဆက်မောင်းမှုအတွက်အကျဉ်းသားတွေစီကနေပြီးတော့အလှူကံပါတယ်အကျဉ်းသားတွေကအလှူငွေမထက်နိုင်ဘူးလို့ညင်းတော့အဲ့ဒါဆိုလို့ရှိရင်မိဆက်မောင်းမှုပေးနိုင်ဘူးရေလောက်အောင်တင်မပေးနိုင်ဘူးမင်းတို့တယောက်ကိုရေ၅ခွက်စီပဲချို့ကွာဆိုပြီးတော့အကြက်ကင်ပါတယ် နိုင်ငံတော်မှာတနက်ကင်ပြီးတော့အလူခံတာတွေကိုလည်းနားနဲ့မဆက်အောင်ကြားနေရပါတယ်တနက်ပြအလူခံတော့မှာတော့မထည့်ချင်လို့ရှိရင်လည်းထည့်ရတော့ပါဒါပါပဲအခုထောက်မှာကတော့ပိုဆိုးပါတယ်ကျိုးနဲ့တုံးဒုံးနဲ့မိုးပြီးတော့မှလှူမလားမလှူဘူးလားဆိုပြီးတော့အလူခံနဲ့နေပါအကျဉ်းထောင်ပြုတ်ပြရတဲ့အတွက်ဆောက်လို့ရေးတွေလုတ်တဲ့အခါမှာလည်းအဲ့ဒါလိုလုတ်ပြရတဲ့အတွက်အလှငွေထည့်အောင်ဆိုပြီးတော့ကောက်ပါတယ်တကယ်တော့အကျဉ်းထောင်ပြုတ်ပြဆောက်လို့ရေးတို့မိဇက်မောင်းဖို့စီဖို့လို့ဆိုတာက သူတို့အတွက်အုတ်ချုပ်သူကရိတ်ချပေးပြီးသားပါအဲ့ဒါကိုသူတို့ကပဲမြစ်တာရှိထားပြီးတော့လုတ်ပေးတယ်လို့လို့ ਨੇ အကျဉ်းသားစီကနေပြီးတော့ထပ်ပြီးတော့အလှခံတာပါတကယ်တော့အကျဉ်းသားတွေမှာငွေကြိုင်ခွင့်မရှိပါဘူးငွေသုံးခွင့်လည်းမရှိပါဘူးဒါပေမဲ့အကျဉ်းသားတွေကိုငွေစည်းင်းဖွင့်ခိုက်တာပြီးတော့အဲ့ဒီငွေစည်းင်းနဲ့ထောင်အာဏာပိုင်တွေကလှုပ်ရှားနေတာတော်တော်ကြာပါပြီငွေစည်းင်းဖွင့်တယ်ဆိုတာကအကျဉ်းသားတွေရဲ့နာမည်နဲ့ငွေကိုထောင်ပိုင်ထောင်မှုတွေစီမှာ အပ်ထားတာကိုအဲ့ဒါကိုသူတို့နာမည်နဲ့ငွေစင်းဖွင့်ထားတယ်လို့ခေါ်တာပါအဲ့ဒါလိုငွေစင်းဖွင့်ထားတာကိုဈေးပါလို့လည်းသူတို့ကခေါ်ပါတယ်မြန်မာနိုင်ငံမှာဝန်ထမ်းမှန်သမျှလက်ပေးလက်ယူမကင်းကြပါဘူးပြတာအဆင့်ကစပြီးတော့ဟိုးအထက်ဗိုလ်ချုပ်မှုကြီးအဆင့်ထိတယောက်မှအကျင့်ပြတ်ချစားမှုနဲ့မကင်းပါဘူးတို့ကတော့လက်မစားပါဘူးသူ့ဘာသာစေတနာနဲ့လာကြတော့တာကိုဆိုလို့ရှိရင်တော့ယူပါတယ်လို့တချို့ကတချို့ဝန်ထမ်းတွေကကိုကိုကိုညံ့ညာတတတွေးပြီးတော့စင်ကြေးပေးကြပါတယ် တကယ်တော့အဲ့ဒါကလည်းလက်စားတာပါပဲဘသူမှလက္ခဏာနေအာအာရာရာလိုက်ပေးမနေပါဘူးအဲ့ဒါလို့ဖြစ်နေအောင်တမင်ကိုလှုပ်ထားတာပါဝန်တန်းမှန်သမျှမခိုးပဲလက်မစားပဲနဲ့တမင်မဝနိုင်တဲ့အဖြစ်ရောက်အောင်စနစ်တကျလှုပ်ထားတာပါ နေပြည်တော်ကယာဒူးကြီးဝန်ထမ်းတွေရဲ့ခြံကြီးခြံကောင်းတွေတိုက်ကြီးတိုက်ကောင်းတွေကိုလိုက်ပြီးတော့လက်ညှိုးထိုးကြည့်လိုက်ဆမ်းပါခိုးရပါနဲ့လွတ်တာတော်တော်ရှားပါတယ်ရှားတာတောင်မဟုတ်ပါဘူးရှိကိုမရှိတာပါ ဲ့လိုဝန်ထမ်းတွေအကျင့်ပြတ်လက်စားကြတဲ့အထက်မှာမုန်းစရာယွန်စရာအကောင်းဆုံးဘျူရိုကရက်တွေကတော့ထောက်အားနာပိုင်တွေပါပဲသူ့ထက်နည်းနည်းရော့ပြီးတော့ယွန်စရာကောင်းတဲ့ဘျူရိုကရက်ဝန်ထမ်းကိုပြောရမယ်ဆိုလို့ရှိရင်တော့အဲ့ဒါကရဲတွေပါရဲကတခိုးနဲ့ပေါက်စားတဲ့အထိအကျင့်ပြတ်ပါတယ်ချဲတိုင်းနှလုံးတီတိုင်းပြည့်တဲ့စရာတောင်မှမရှောင်မနဲ့အကုန်လုံးကိုငွေလဲညစ်တယ်လို့ပေါက်လဲစားပါတယ်ပြည်သူလူထုကိုလည်းဤမျိုးစုံနဲ့ငွေညစ်ပါတယ် အဲ့ဒါကြောင့်ယွန်စရာကြီးဖြစ်နေပါတယ်ထောင်အာဏာပိုင်တွေကတော့အဲ့ဒီထက်တောင်မှပိုဆိုးပါတယ်လူစိုးလူကောင်းမချောင်ထောင်ထဲရောက်လာတဲ့သူတွေမှန်သမျှကိုနှီးမျိုးစုံနဲ့ညှဉ်းပန်းနှိပ်စက်ရတဲ့အလုပ်ဟာသူတို့အလုပ်ပါပဲကံမကောင်းအကြောင်းမလားလို့ထောင်ထဲရောက်လာတဲ့လူတွေကိုထတ်ဆင့်ပြီးတော့ဒုက္ခပေးတဲ့အလုပ်ဟာသူတို့ရဲ့အလုပ်ပါပဲမြန်မာနိုင်ငံမှာယွန်မုန်းစရာအကောင်ဆုံးဘျူရိုကရက်ဟာထောင်အာဏာပိုင်မှာတကယ်တော့ထောင်အာဏာပိုင်ဆိုတာဘကွက်သားတွေပါပဲ တို့လက်ထဲရောက်လာတဲ့သူတွေကိုတရိတ်ဆန်နေလို့သဘောထားပြီးတော့ညီမျိုးစုံနဲ့ညှဉ်းပန်းနှိပ်စက်ပါတယ်ထောင်အာဏာပိုင်မှန်ရင်တို့ပြောကားနဲ့အသက်ဆုံးရှုံးသွားရတဲ့သူဆိုတာရှိကိုရှိဘူးပါတယ်မကင်းကြပါဘူးအဲ့ဒါလို့ထောင်အာဏာပိုင်နေတဲ့မှာမှပိုဆိုးတဲ့ထောင်အာဏာပိုင်နဲ့နည်းနည်းဆိုတဲ့ထောင်အာဏာပိုင်ဆိုတာမျိုးပဲ꿰ကြတာရှိပါတယ်ကောင်းတဲ့ထောင်အာဏာပိုင်ဆိုတာမရှိပါဘူးအဲ့ဒါကလူတယောက်ရဲ့စိတ်ထားကောင်းခြင်းမကောင်းခြင်းနဲ့မဆိုင်ပါဘူးထောင်အာဏာပိုင်ဆိုလို့ရှိရင်အဲ့ဒါလို့ မစိုးမဖြစ်စိုးနေအောင်ကိုစနစ်နဲ့ဖန်တီးထားတာပါ ထောင်အာဏာပိုင်က ထောင်သားတွေကို စေတနာမေတ္တာထားပြီးတော့ကောင်းကောင်းမွန်မွန်ပြုမှုဆက်ဆံနေလို့ရှိရင်အဲ့ဒီထောင်အာဏာပိုင်အလုတ်ပြုံပါပါ အထက်ကလူကဖိမှာထောင်းမှာပါအဲ့ဒါကြောင့်ကောင်းရှင်တောင်မှ ကောင်းလို့မရပါဘူးအကျဉ်းသားတွေကိုငွေရှင်ဖွင့်ခိုင်းပြီးတော့လှူခံတယ်ဆိုတဲ့အထက်မှာစောစောကမိဆက်မောင်းကအလှူခံတယ်ထောင်ပြုတ်ပြင်းတဲ့အတွက်အလှူခံတယ်ဆိုတာတွေကငွေလိုလို့ ဂျားပေါက်အပိုငွေရှာတာမျိုးတွေပါပုံမှန်အလူခံနေတာတွေကလည်းရှိပါသေးတယ်အခါကြီးနေကြီးတွေမှာဆိုလို့ရှိရင်အလူခံတာမျိုးတွေပါအဲ့ဒါလို့အလူခံတာမျိုးဆိုလို့ရှိရင်လှူကြပါအုံးလို့ပြောနေတာမျိုးတောင်မဟုတ်ပါဘူးလှူကြမလားလို့မေးနေတာမျိုးတောင်မှမဟုတ်ပါဘူးမင်းတို့အကောင့်နေတွေကနေပြီးတော့တယောက်ကို2000ဖျက်လိုက်ပြီးတယောက်ကို3000ဖျက်လိုက်ပြီးလို့အတိပေးအောင်ပဲပေးတာပါမလှူခြင်းဘူးလို့ဘယ်သူကပြောလို့ရမလဲဗျာပြောတဲ့ကောင်အเจ้าရှာပြီးတော့ရိုက်ခံရတာပေါ့ တို့လက်ထက်မှာအကြောင်းပြစရာဆိုတာကလည်းမရှားပါဘူးတခြားငွေရှာနည်းညှဉ်းပန်းနည်းတွေလည်းအမျိုးမျိုးရှိပါသေးတယ်အကုန်တော့မပြောတော့ပါဘူးအကုန်ပြောလိုက်လို့ရှိရင်နိုင်ငံရေးအကျဉ်းသားတွေပါနေရထိုင်ရတာတချို့ကိစ္စတွေမှာပို့ပြီးတော့ကြက်တဲသွားမှာစိုးလို့အကုန်မပြောပါနဲ့လို့သတင်းရင်းမြစ်ပုဂ္ဂိုလ်ကမေတ္တာရက်ခံလို့တချို့ခြံပေးထားပါတယ်အဲ့ဒါအပြင်မှာအပြင်ဘက်ကထောင်ဝန်စာလာတွေ့တဲ့ဆွေမျိုးမိဘစီကလည်းအလူခံပါသေးတယ်ကဲပြန်မေးဆွဲပြီးတော့ငွေတောင်းလာနဲ့တူမနေဘူးလားဗျာမပေးရင်အထက်ကလူကို နှိပ်စက်မှာကကြောက်ရသေးတယ်လေအကျင့်ထောင်ကိုလူငရဲလို့ဆရာကြီးဦးဝင်းတင်ကတတ်မှတ်ခေါ်ခဲ့ပါတယ်အမှန်ပါပဲလူပြည်မှာရှိတဲ့ငရဲစစ်စစ်ပါထောင်ထဲရောက်ပြီးဆိုတာနဲ့ညင်ပန်းနှိပ်စက်မှုမျိုးစုံကိုကြုံရပါတယ်ပုံစံတိုင်းထိုင်ရတယ်ဆိုတာကိုကညင်ပန်းနှိပ်စက်မှုစိတ်ဓာတ်ချိုးနိုင်မှုကိုအစပြုတာပါပဲလူကုံတိတ်ခါကိုချိုးဖဲ့စော်ကားမှုမျိုးစုံလုပ်ပါတယ်နာမည်ခေါ်တာကဥရေကိုရေမောင်နေတက်မခေါ်တော့ပါဘူးအဲ့ဒါကဥချိုးတဲ့နီးတမျိုးပါပဲ ထောင်မူဝါကလူဝင်တကားပေါက်ကိုငုတ်ဝင်အောင်လှုပ်ထားပါတယ်အဲ့ဒါကလည်းတမင်ချိုးနေထားတာပါပဲတန်ဃာတွေကိုဖမ်းဆီးထားရင်လူဝင်လက်ခိုက်ပါတယ်မင်းနဲ့ငါနဲ့ပြောဆိုချိန်ပေါင်းရိုက်နှက်တာတွေကိုလည်းလှုပ်ပါတယ်အံ့ဩစရာကောင်းတာကနိုင်ငံရေးသမားအဖြစ်ထောင်ကျခံရပြီးတော့ထောင်ကနေလွတ်သွားအစိုးရဖြစ်သွားကြတဲ့သူတွေကလည်းသူတို့လူမဆန်စွာခံခဲ့ရတဲ့အကျဉ်းထောင်တွေကိုပြုပြင်ပြောင်းလဲဖို့စူးစမ်းကြတာမျိုးမလုပ်ကြပါဘူးလုပ်ဖို့အမှတ်မရကြပါဘူး လူမဆန်တဲ့ထောင်အာဏာပိုင်တွေကိုစစ်စစ်ပစ်ပေးဖို့လေသတိမရကြပါဘူးလွတ်သွားတဲ့တန်ဃာတွေကလည်းတန်ဃာတွေထောင်ထဲမှာသင်္ကန်းဝှေ့ခွင့်ရာရေးအတွက်အပြင်ကနေတောက်ဆူတိုက်ပွဲဝင်ကြတာမျိုးမကြမိပါဘူးစနစ်ဆိုးကိုတခွက်ချင်းလိုက်ပြန်လို့မရနိုင်ဘူးလို့သဘောထားကြတာပဲလားဒါမှမဟုတ်စနစ်ဆိုးနဲ့အသားကျသွားပြီးတော့ဒါကပုံမှန်ပဲလို့ထင်သွားတာ normalize အလုတ်ခံလိုက်ရတာမျိုးပဲလားဆိုတာမခွဲတတ်ပါဘူး ဒါမှမဟုတ်ကိုလွတ်သွားပြီးတဲ့နောက်မှာမေ့သွားကြတာမျိုးလားတော့မသိပါဘူးအင်းစိတ်ထောင်ဆိုလို့ရှိရင်စံပြထောင်လို့ခေါ်ပါတယ်စံပြနှိမ့်ဆက်ညှဉ်းပန်းတာပါပဲတာယဝရီထောင်ကတော့ပုံစံထောင်လို့ခေါ်ပါတယ်စိုးတဲ့ဒုစရိုက်သမားဝါရင့်တဲ့နိုင်ငံရေးသမားတွေကိုတာယဝရီထောင်ကိုပို့ပြီးတော့ပုံစံပေးတာပါလုံးကနဲ့1980 1990အလွန်နှစ်တွေထက်စာလို့ရှိရင်အခုကထောင်မှာတိုးတက်လာတာတခုတော့ရှိပါတယ်အဲ့ဒါက ICRC လို့ခေါ်တဲ့ကမ္ဘာကြက်ချင်ကြီးအဖွဲ့ရဲ့ကောင်းမှုပါ ကဘာကအကြက်ကင်ဖီအားပေးလာတဲ့အခါမှာမလွဲမရှောင်သာတဲ့အဆုံးမှာမပြောင်းခြင်းပြောင်းခြင်းအပြောင်းလဲလုတ်ပေးရတာမျိုးပါကဘာကဖီအားပေးလာတဲ့အခါမှာတိတ်ရုပ်ရက်စင်ပြက်ဖြစ်လွလို့ကဘာနဲ့အညီနည်းနည်းပါးပါပြုပြင်လိုက်ရောပေးရတာမျိုးပါအဲ့ဒါကတော့အကျင့်ထောင်မှာအိမ်နာရှိလာတဲ့အချက်ပါအရင်ကဂံဗလာပဲပေးထားပါတယ်အကျင့်သားကိုနှိမ့်ဆက်ခြင်းတဲ့အခါမှာတိုက်ပိတ်ပြီးတော့ဂံဗလာပြေတာတောင်မှလဲခွန့် သွန်ကွင့်မပေးလို့ဂမ်ဘလာတွေကလောက်ကောင်တွေကလူကိုအကြိုက်ခံရတာမျိုးတွေဖြစ်အောင်မြင့်ပန်းနှိပ်စက်တာမျိုးတွေကိုတမင်တက်တက်လုပ်ဖူးပါတယ်ဝင်းတင်ထွန်းရေးတဲ့6တိုက်မှာလောက်ကြိုက်တာခံရဘူးသလားဆိုရဲဝတ္ထုတို့တွေဟာအဲ့ဒါလိုမြင့်ပန်းနှိပ်စက်မှုတွေအကြောင်းကိုရေးထားတာပါဂမ်ဘလာဆိုရဲစစ်အင်ဂျင်ကွန်ထဲမှာထောင်သားတွေအညစ်ကြွေးဆွရတဲ့စနစ်အဆုံးတတ်သွားတာတိတ်မကြသေးပါဘူးအဲ့ဒါကအများကြီးလူဆန်လာတဲ့အချက်ပါ ဒါပေမဲ့လူ80လောက်ရှိတဲ့အိတ်ဆောင်မှာအိမ်သားကတလုံးပဲရှိပါတယ်ဘလုံးကြီးနဲ့မှမလောက်ငှပါဘူးစဉ်းစားကြည့်ပါအိမ်သားခမတနေ့ကုန်နားချိန်တောင်ရှိမှမဟုတ်ပါဘူးအိမ်သားကရှေ့မှာအကာမပါပါဘူးဒါပေမဲ့အကျဉ်းသားတွေကကို့မှာရှိတဲ့အဝတ်ကလေးနဲ့ရှေ့မှာကာပြီးတော့အသုံးပြုကြတယ်လို့ဆိုပါတယ် ICRC ဝန်လာပြီးတော့အကျဉ်းသားတွေကလည်းတောင်းဆိုကြလို့အခုကမှအိတ်ဆောင်တချို့မှာအိမ်သားတလုံးတိုးပြီးတော့စောက်ပေးပါတယ်ဒါပေမဲ့ ICRC ကစောက်ပေးတာလို့မပြောဘဲနဲ့အင်သာစောက်ခဆိုပြီးတော့အကျဉ်းသားတွေရဲ့ငွေစင်းကနေပြီးတော့ဖျက်ပါတယ်အကျဉ်းသားတွေကအင်သာနဲ့ပတ်သက်ပြီးတော့အပြစ်တင်ဝေဖန်ပြောဆိုတာတွေလောက်လာတော့ကြတော့မှအဲ့ဒါ ICRC ကစောက်ပေးတာပါဆိုတာကိုထုတ်ပြောပါတယ်လူချစ်တဲ့အင်သာနှလုံးဆိုတာကလည်းမလောက်သေးဘူးဆိုတာကတော့အားလုံးနားလည်နိုင်ကြပါလိမ့်မယ်ထောင်မှာလူသိပ်ကြက်နေပါပြီကျမကြီးထိခိုက်လောက်အောင်ကြက်တဲနေပါပြီ နှစ်စဉ်နှစ်ဆန်းတရနေ့တိုင်းမှာဖြစ်စေရထူးရမျက်တွေမှာဖြစ်စေစေအုပ်စုကအကျဉ်းသားတွေကိုလွတ်ပေးလေရှိပါတယ်အဲ့ဒါလို့လွတ်ပေးတဲ့အခါတိုင်းမှာသူတို့ကမဟာဂရုဏာထားပြီးတော့စာနာစိတ်အပြည့်နဲ့လွတ်ပေးတယ်လို့မျိုးပနာယူလေရှိပါတယ်အဲ့ဒါလို့လွတ်ပေးတဲ့ကြီးညာချက်တိုက်မှာလဲပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးအတွက်၎င်းလူသားချင်းစာနာထောက်ထားမှုကိုအလေးထားသောအဖြစ်၎င်းလို့အသားယူပြီးတော့ရေးသားလေးရှိပါတယ်အဲ့ဒီစာသားကိုကြည့်ရင်လူတွေကိုသူတို့ဖန်ဆီးအကျဉ်းချထားတဲ့အတွက် ြည်သူလူထုနှလုံးစိတ်ဝါမအေးမချမ်းဖြစ်နေတယ်ဆိုတာကိုသူတို့သိပါတယ်ဆိုတဲ့သဘောပါပဲလူသားချင်းစာနာထောက်ထားမှုကိုအလေးထားပြီးတော့လွတ်ပေးတယ်ဆိုတော့သူတို့ဖမ်းထားတာဟာလူသားချင်းစာနာထောက်ထားမှုကိုအလေးမထားလို့ဖမ်းဆီးထားတာဆိုတာကိုဝန်ခံတဲ့သဘောပါပဲလူတွေကိုဖမ်းထားလို့ပြည်သူကနှလုံးစိတ်ဝါမအေးမချမ်းဖြစ်နေတာကိုသိရအစကတည်းကမဖမ်းနဲ့ပေါ့ဖမ်းလိုက်လွတ်လိုက်လုတ်လိုက်အောင်လူတွေကကြားစရာမဟုတ်ပါဘူးအထူးသဖြင့်နိုင်ငံရေးအကျဉ်းသားတွေဟာမတရားဖမ်းဆီးခံရတဲ့သူတွေကြီးပါပဲ။ အုပ်ချုပ်သူနဲ့နိုင်ငံရေးအမြင်မတူလို့ဝေဖန်တဲ့သူတွေဆက်ညတဲ့သူတွေတော်လှန်တဲ့သူတွေကိုဖန့်ထားတာပါပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးအတွက်လူသားချင်းစာနာထောက်ထားမှုကိုအလေးထားတဲ့အနေနဲ့အကျဉ်းသားတွေကိုလွှတ်ပေးတယ်ဆိုတဲ့စကားဟာမဟုတ်မဟက်လိမ့်လေပြောကြတဲ့ရွှရှားဆက်ဆုပ်စရာစကားပါအဲဒါကြောင့် NUG အမျိုးသားညီညွတ်ရေးအစိုးရကအဲ့ဒီစကားလုံးတွေကိုပဲတထက်ထဲသုံးပြီးတော့လူငင်းချမ်းသာကိုကြီးညာတယ်ဆိုတော့ကျွန်တော်ဝေဖန်ခဲ့ပါတယ် ဲ့ဒါကြောင့်ဝေဖန်တာပါအခုလဲတာယာဝတီထောင်အစ်စိန်ထောင်မှာလူတွေပြည့်ကျက်နေပါပြီစိုးစိုးဝါးဝါပြည့်ကျက်နေတာပါအစ်စိန်ထောင်မှာဆိုလို့ရှိရင်အိတ်ဆောင်တစ်ခုမှာလူတယောက်အိတ်ဖို့နေရာအတွက်အရင်ကတပေခွဲသတ်မှတ်ပေးထားရကနေအခုဆိုလို့ရှိရင်တယောက်ကိုတပေပဲသတ်မှတ်ပါတော့တယ်စဉ်းစားကြည့်ပါ တပေဆိုတဲ့နေရာဟာဘလို့နီးနေမှာလူတယောက်ချောင်းချောင်းကြည့်ကြည့်အိတ်လုံးမရပါဘူးလူတယောက်ရဲ့ပခုံးအကျယ်ကတပေကျော်ပါတယ် အဲ့တော့လူတယောက်နဲ့တယောက်ထိကပ်ပြီးတော့အိတ်ကြရပါတယ်။ဒါအပြင်လူတန်းတန်းနဲ့တတန်းဒီထိတ်တဲ့အတန်းနှစ်တန်းကခြေချင်းဆိုင်ပြီးတော့အိတ်ကြရပါတယ်။ခြေချင်းဆိုင်ပြီးတော့အိတ်တယ်ဆိုပေမဲ့ခြေောက်ချင်းထိတ်တဲ့ထိအောင်ထိပြီးတော့အိတ်ရတာမျိုးမဟုတ်ပါဘူး။လူနှစ်ပြန်စားနေရာမရှိတော့နေရာကြက်လွန်းလို့ခြေောက်ချင်းထက်နေပါတယ်။ခြေောက်ချင်းမထက်အောင်တယောက်ခြေောက်ကိုတယောက်ကခြေောက်ချင်းခွပြီးတော့ပတ်တာဆက်အိတ်ကြရပါတယ်။ထောင်ထဲမှာအကျဉ်းသားတွေရဲ့အခြေအနေကကြက်မရည်အတွက် အလွန်မတင့်တော်လောက်အောင်အထိဆူဆူဝါးဝါလူဦးရေကြံ့ညံ့နေပါပြီအပြင်ဘက်မှာကလည်းဆရာနယ်ရှင်ကိုစန့်ကျင်တာတွေပုံကန်တာတွေတော်လန်တာတွေကအဆက်မပြတ်ဖြစ်နေပါတယ်သူတို့ပုံမှန်တွေနဲ့ဘာမှမညီဘူးထားအောင်စစ်မှုထမ်းမလိုက်ဖက်နဲ့ထွက်ပြေးတဲ့သူတွေရဲ့မိဘဆွေမျိုးတွေကိုအချောက်တိုက်ဖမ်းဆီးတာမျိုးတွေကလည်းလောက်ရပါသေးတယ်ထောင်ထဲမှာကဖမ်းမိသားလူတွေနဲ့အပြစ်ထောင်အပြစ်မှာကနောက်ထပ်ဖမ်းကျင်တဲ့လူတွေကလည်းတပုံတစ်ခေါင်းနောက်ထပ်ဖမ်းမဲ့လူတွေကို ထောင်ထဲမှာနေရာကျက်တို့နေရာချောင်းချောင်းရှိရှိရှိတဲ့နေပြီးတော့6လုံးတန်းမှာသွားပြီးတော့ထားမလားဆိုတော့လေသူတို့ကမထားကြင်ပြန်ဘူးအဲ့ဒီတော့ဆရာနာရှင်တွေလည်းအကွက်ရှိရရညံကစားရပါတယ်အဲ့ဒီတော့အကျဉ်းသားအဟောင်းအသစ်လဲဖို့အတွက်အခါကြီးရကြီးကိုစောင့်ပြီးတော့မကြာခဏထောင်ခါပေးရပါတယ်သူတို့ပြောနေတယ်လို့ပြည်သူလူထုနှလုံးစိမ်ဝမ်းအေးချမ်းစေဖို့လူသားချင်းစာနာထောက်ထားလို့ဆိုတာတွေဘာမှမဟုတ်ပါဘူးအဲ့ဒါတွေအကုန်လုံးကဖော်ရှော့တွေအပြန်ကွေးတွေအပလာတွေပါ နောက်ထပ်ဖမ်းမဲ့လူတွေအတွက်နေရာမရှိလို့ထောင်ခါတာပါအစကတည်းကမတရားဖမ်းမထားလို့ရှိရင်လွတ်เสียရရှိတောင်ရှိမှာမဟုတ်ပါဘူးအခုတော့ငှက်လွတ်ကုသိုလ်ဒုတ်တို့မျိုးသူတို့ပဲဖမ်းတယ်ပြီးတော့သူတို့ပဲပြန်လွတ်ပေးပြီးတော့ကုသိုလ်ကရလိုက်ချင်ကြပါသေးတယ်နေ့အသက်တစ်ခါလွတ်ငါအသက်၁၀ခါလွတ်တယ်ကိုးခါကအမျက်တင်လိုက်ချင်ပါသေးတယ်လူတွေကို ်ငှက်တွေလိုငားတွေလိုဖမ်းလိုက်လွှတ်လိုက်လုပ်ပြီးတော့အဲ့ဒါကိုပဲဂိယုနာထားတယ်လို့လို့မေတ္တာထားတယ်လို့လို့သူတို့ကောင်းအောင်ဆောင်တဲ့ငှက်လွတ်နိုင်ငံကြီးနဲ့သူတို့လှုပ်ရှားနေတာကြားပါပြီကာယကံရှင်တွေကတော့ကိုယ်ဆွေကိုမျိုးကိုမိတ်ဆွေတွေလွတ်လာတယ်ဆိုလို့ရှိရင်ဝန်တာကြမှာပါပဲဒါပေမဲ့ငှက်လွတ်နိုင်ငံကြီးကိုကျေးဇူးတင်မိရင်တော့မှားပါလိမ့်မယ်ဆရာကြီးဦးဝင်းတင် ပြောတယ်လို့ပါပဲဒင်းတို့ကျေးဇူးမူးလို့တောင်မှရှူစရာမရှိပါဘူး